မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်ဖရဲတုံးစုဘက်က မြန်မာစစ်သား9ဦးဟာထိုင်းနိုင်ငံဘက်ထဲကိုထွက်ပြေးသွားတဲ့အတွက်ဖမ်းဆီးပေးရန်စစ်ကောင်စီကထိုင်းဘက်ကိုအတိပေးမှုများလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်ကောင်စီဘက်ကစစ်သား9ဦးဟာရခိုင်ရပိုင်အတွင်းကဖျားတုံးစုဘက်ကနေတဆင့်ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်ဘုံဒီကျေးရွာလမ်းကြောင်းကနေတဆင့်ထိုင်းနိုင်ငံဘက်ချမ်းကိုဝင်ရောက်သွားတဲ့အတွက်ထိုင်းအာဏာပိုင်များကကျေးရွာများနဲ့ပြည်သူစစ်များကိုအတိပေးထားတယ်လို့သိရပါဗျ။ထွက်ပြေးသွားတဲ့မြန်မာစစ်သားများရဲ့တက်တဲ့စစ်သားများရဲ့ကိုယ်ရေးအချက်အလက်များကိုအတိအကျထုတ်ပြန်ထားခြင်းတော့မရှိသေးဘူးလို့ပြောပါဗျ။ ်မြန်မာစစ်သား9ဦးရဲ့ဓာတ်ပုံများကိုလည်းထိုင်းအာဏာပိုင်များကခြေရွာများနဲ့ပြည်သူစစ်များထံကိုဖျက်ဝေထားတယ်လို့သိရပါဗါးအဲ့ဒီဓာတ်ပုံမှာပါတယ်မြန်မာစစ်သားများကိုတွေ့ရှိပါကအကြောင်းကြားပြီးရန်စောအော့တိုက်တွန်းနေတယ်လို့သိရပါဗါးလက်ရှိမှာဖျားသုံးစုကန်ချနာပူရီလမ်းကြောင်းကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုအလုံးရင်းနဲ့ဝင်ရောက်မှုများရှိနေတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်တချို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့ကျေးရွာများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ကရှေ့ဦးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအပိလာ22ရက်နေ့မနက်10:30မိနစ်အချိန်မှာရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့ကျေးရွာများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအညာရန်ကြီးကျေးရွာအနီးမှာရှိတဲ့53မြန်မာထမင်းဆိုင်မှာထမင်းစားနေတဲ့အချိန် တာယာဝတီခိုင်တရင်33ညနဲ့တက်ခွဲနှစ်ကရဲဘော်များကရှောင်းတခင်ဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးတေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မွန်းလ9:55မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်က MI-35 ရဟတ်ယာဉ်နဲ့ရိုးမအဆက်မရှိတဲ့ပြည်သူများနေထိုင်တဲ့ခြေရွာများကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။53ထမင်းဆိုင်ရဲ့အပြင်မှာစောင့်နေတဲ့ပြူစောတိနှကောင်ကိုကျွန်တော်တို့ပြစ်တာလဲမြင်ရောထမင်းစားနေတဲ့စစ်ခွင်းနဲ့ပြူခွေးတွေက ။ဆိုင်ကယ်ပေါ်ကိုတက်ပြီးတော့ဖြိုပြင်းတဲ့အတင်းကိုမောင်းပြေးကြတာ။အပြင်မှာရက်ထားတဲ့သူတို့ဆိုင်ကယ်တွေအပြင်ပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုပါကြုံရတက်မောင်းပြီးတော့ပြေးကြတာ။ကျွန်တော်တို့လိုက်ပြတော့တချို့ပြူခွေးတွေကကိုင်းပြင်းကြီးဒရားအောက်ကချောင်းထဲကိုပါပြေးကြတယ်။နှာခေါင်ကတော့ဒရားအောက်မှာတေသွားတယ်။ဒဏ်ရာရသွားတဲ့စစ်ခွင်းနဲ့ပြူခွေးဆဲကောင်ကိုမင်းလာဒရားမြောက်ဘက်ကစစ်ကူလာတဲ့စစ်ခွေးတွေကရမ်းတမ်းပြီးတော့လက်နက်ကြီးနဲ့ကျွန်တော်တို့ရှိတယ်ထင်းတဲ့နေရာကိုပြစ်တာ။ တိုက်ပွဲဖြစ်ပြီးတော့မင်းလာတာစုံနဲ့စစ်ကွင်းတာစုံကိုပိတ်လိုက်ပြီးတော့ရန်ကုန်ပြည်လမ်းကကားတွေကိုတွာလာခွင့်မပြုတော့ဘူးလို့တရားဝတိခရိုင် PDF ကတာဝန်ရှိသူကရှင်းပြထားပါဗါတရားဝတိခရိုင်တရင်383ညနဲ့တက်ခွဲနဲ့တက်ခွဲ၃ကရဲဘော်များကလည်းနေမြေရှင်းလင်းရေးများလှုပ်ဆောင်နေပြီးတော့ ်ဆက်လက်ပြီးတော့လည်းထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်တယ်လို့အသိပေးထားပါတယ်ပြည်သူများအနေနဲ့စစ်သားများအနေမှာသွာလာနေထိုင်မှုများလုံးဝလုံးဝမပြုတ်လောက်ကြရန်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခတ်မှုများလှုံ့ဆော်လာနိုင်တဲ့အတွက်အထူးသတိထားကြရန်တာယာဝတီ KNPF ကအသိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နဲ့ကျုံတိုးလမ်းပိုင်းမှာရှိတဲ့စစ်တပ်စခန်း၅ခုကို KNL နဲ့ PDF ပူးပေါင်းတပ်များကထိန်းချုပ်လိုက်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းထွက်ပြေးခိုးလုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရပိုင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာကော့ကရိတ်ကျုံတိုးလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့အထိုင်းစခန်း၅ခုကိုဖိနှိပ်သိမ်းပိုက်ရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာလည်း KNL နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်များထံကိုဆက်သွယ်ပြီးတော့ဇက်တိုက်ခိုးလုံလျက်ရှိတယ်လို့သိရပါဗျ။ April 17ရက်နေ့နဲ့19ရက်နေ့တွေမှာကျုံတိုးနဲ့ကော့ကရိတ်ကိုတွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DKB ဘိုဘီ BGF မောင်ဝင်းအောင် PC အဖွဲ့ခမရ946ခမရ945တပ်တွေရဲ့အထိုင်းဂိတ်နေရာတွေအကုန်လုံးကိုစွန့်ပြီးတော့ထွက်ပြေးကုန်ကြပြီ။ April 21ရက်နေ့မှာကျုံတိုးခမရ945တပ်ကနေစစ်သား6ဦးပြေးလာပါတယ်။ ဖန်တက်က2ဥပါတယ်စစ်မှုထမ်းတက်သားတဲ့4ဥပါတယ်အခုတိမ့်ပတ်ရရှိထားတာကတော့4တိုင်5တိုင်နွားချံကုန်းကော့ဝါလဲအဲ့ဒီနေရာတွေပေါ့သူတို့စစ်တပ်ကြံနေတာက6တိုင်နားကတကိတ်ရယ်လှိုင်ဝနားကတကိတ်ရယ်ကြံနေသေးတယ်အဲ့ဒီဂိတ်နှစ်ခုကိုရရင်တော့ ကော့ဂရိတ်နဲ့ဂျုံတို့ကြားထဲမှာစစ်ကောင်စီတပ်ရဲနေရာတွေကလွဲရင်ဂိတ်စခန်းမရှိတော့လို့လမ်းမကြီးကိုထိန်းချုပ်နိုင်ပြီလို့ KNL ရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်။လက်တလုံးမှာကော့ဂရိတ်မြို့အဝင်းမှာရှိတဲ့ခမရ946တပ်ရဲစကခဆက်နဲ့ခလာရ230ခလာရ230တဲ့အမတ31တိုက်ရင်များကို KNL PDF မဟာမိတ်တပ်များကဝိုင်းပတ်ပိတ်ဆို့ထားပြီးတော့စစ်ရေးအခြေအနေတွေအလွန်တင်းမာနေတယ်လို့သိရပါဗျ။ဧပြီလ20ရက်နေ့နောက်ပိုင်းမှာစကခဆက်နဲ့တဲ့သူ့ရဲ့အရန်တိုက်ရင်နေရာတွေကိုထောက်ထားတာပေါ့။ သူတို့အပြင်ကိုမထွက်နိုင်တော့ဘဲနဲ့ drone နဲ့ကင်းထောက်တယ်ဝါထွက်လေရင်နေနဲ့ဘုံတွေပတ်ပြီးတော့ကျဲခိုင်းတယ်တပ်ရင်းတွေကနေပြီးတော့လက်နက်ကြီးနဲ့ရန်တမ်းပစ်တယ်တိုက်ပွဲကရန်ကုန်ဘုံကြီးကျောင်းနားမှာရှိတဲ့စစ်တပ်ဗန်းကားဂရုချင်းနေရာကိုတိုက်တာရဲ့ကိုးတိုင်နားကစစ်တပ်ဂိတ်စခန်းကိုတိုက်နေတာရဲ့ရှိပါတယ်လို့ KNL ရဲ့သတင်းအရင်းမြစ်ကဆက်လက်ရှင်းပြထားပါတယ်ယခုခါတိုက်ပွဲများကြောင်းလမ်းဘက်ဆက်သွယ်ရေးများပြတ်တောက်နေပြီးတော့ကော့ကရိတ်မြို့မှာစစ်ဘေးမရှောင်ဘဲနဲ့နေထိုင်ကြရည်သူများဟာ ကုံစင်းလုံးကြီးမြတ်မှုကြောင့်ဝယ်ယူစားတောက်ရန်ခက်ခဲနေကြတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကကွန်ကရစ်မြို့ထဲမှာရှိတဲ့ဖုန်ကြီးကြောင်ဖျားစီရီနဲ့စတင်ကြောင်များမှာအထိုင်ချတပ်ဆွဲပြီးတော့ခန်းစစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။အလားတူပဲကြုံတုံးမြို့မှာလည်းစစ်ကောင်စီတပ်ကရဲစခန်းစတင်ကြောင်ဖျားကုန်းနဲ့ဖုန်ကြီးကြောင်များမှာအင်အားရာချီပြီးတော့တပ်ဆွဲပြင်ဆင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့မန္တလေးမြို့မှာငလျင်တန်လှုပ်ခတ်ပြီးတဲ့နောက်ပြိုကျသွားတဲ့အဆောက်အဦများရှင်းလင်းရေးလှုပ်ဆောင်ရမှာ88လမ်း42လမ်းနဲ့တိပ်ပံလမ်းတောက်မှာရှိတဲ့ Great Wall Hotel ကိုဖြိုချနေရမှာစစ်ကောင်စီလက်အောက်မှာရှိတဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ကန့်တတ်နယ်မြေအဖြစ်သတ်မှတ်ပေးကပုံမှန်144ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဟိုတယ်ကိုဖြိုချရနေရာမှာကန့်တတ်နယ်မြေတာဝန်မအပမဝင်ရပုံမှန်144ဆိုင်းဘုတ်ကိုချိတ်ဆွဲထားပြီးတော့ရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့မန္တလေးမြို့ကန်တုံးကပြောပါတယ်အဲ့ဒီပုံမှန်144ထုတ်ပြန်ရမှာမန္တလေးမြို့တပ်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှုကတဆင့်ထုတ်ပြန်ရတဲ့အမိန့်ဖြစ်တဲ့အတွက်ကြောင့်မလိုက်နာပါကပြည်မှုဆိုင်ရာပုံမှန် 188နဲ့အရေးယူခံရနိုင်တယ်လို့ဥပဒေရေးရနားလည်သူတဦးကပြောပြထားပါဗျ။ Great Wall Hotel ဟာမလင်လောက်ခတ်မှုကြောင့်ပြိုကျသွားတဲ့အချိန်မှာ Hotel အတွင်းမှာပိတ်မိနေသူများကိုအချိန်မီကယ်ဆယ်ခွင့်မပေးတဲ့အတွက်ကြောင့်လူသေဆုံးမှုများပြားခဲ့တဲ့အပြင်ပြိုကျပြီးတဲ့နောက်ပထမဆုံးရောက်ရှိလာတဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့ကိုလည်းဝင်ခွင့်မပေးခဲ့ဘူးလို့မန္တလေးဒေသခံတဦးကရှင်းပြထားပါဗျ။လက်ရှိမှာဟိုတယ်ပြိုကျမှုကြောင့်ပိတ်မိတိမ်ဆုံးရတဲ့သူတွေကိုတအူးကိုငွေကျပ်360နဲ့နေနာခြေပေးရန်ကမ်းလှမ်းမှုများရှိနေကြောင်း ဟိုတယ်ပြိုကျမှုမှာမိသားစုဆုံးရှုံးခဲ့ရသူအမျိုးသမီးတဦးက၎င်းရဲ့ Facebook လူမှုကွန်ရက်အစမ်းပြန်တာမှာရေးသားထားတာကိုတွေ့ရပါတယ်အင်အားပြင်းငလျင်လှုပ်ခတ်တဲ့မက်လ28ရက်နေ့ကနေအေပီလ12ရက်နေ့အတွင်းမှာအသက်ရှင်လျက်နဲ့ကယ်တင်နိုင်ခဲ့သူ9ဦးနဲ့တေဆုံးသူ16ဦးကိုရှာဖွေတွေ့ရှိခဲ့ကြောင်း Great Wall Hotel ကအေပီလ12ရက်နေ့မှာထုတ်ပြန်ထားပြီးတော့အဲ့ဒီနောက်ပိုင်းမှာထပ်မံပြီးတော့ထုတ်ပြန်ခြင်းမရှိဘူးလို့တွေ့ရပါတယ်။ Great Wall Hotel ပိုင်ရှင်ဦးတင်မောင်ဟာ အရင်စစ်အစိုးရဦးတန်းရွှေလက်ထက်ကလေးကခရိုနီတူဖြစ်ပြီးတော့အခုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်ထက်မှာလဲအာဏာသိမ်းပြီးတဲ့အချိန်မှာခြေရာပြောင်းနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းဒီပဲရင်မြို့နယ်လက်လုတ်တောင်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင်းအသက်73နှစ်အရွယ်မတ်ဂျဲဦးအပါအဝင်ပြည်သူ၅ဦးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဧပြီလ23ရက်နေ့မနက်10:40မိနစ်ခန့်မှာဒီပင်းမြို့နယ်လက်လုံတောင်ရွာကိုအကြမ်းမစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာလက်လုံကျေးရွာကဒေါ်လုံးအသက်73နှစ်အရွယ်မတ်ကျဲဦးအသက်55နှစ်အရွယ်ကိုစန်းစောအသက်26နှစ်အရွယ်အောင်ကျော်ကျော်နဲ့အသက်80အရွယ်ဒေါ်ဆောင်တို့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်ကျေးရွာနေပြည်သူ9ဦးထက်မနည်းလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီကငလျင်ဘေးပြီးတဲ့နောက်ပိုင်းမှာလေချောင်းကနေတက်ခတ်မှုတွေဇက်တိုက်မရမနာပြုလုပ်လာတာကိုတွေ့ရပါတယ်။အဲ့ဒီလိုမျိုးလေချောင်းကနေတက်ခတ်မှုတွေအများစုဟာလဲသာသနိကအဆောက်အုံတွေဖြစ်တဲ့ဖျားချောင်းကန်တဲ့ပြည်သူတွေတည်တတ်နေထိုင်တဲ့နေရာတွေဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်စစ်ကောင်စီဟာရည်ရွယ်ချက်ရှိရှိနဲ့အပြစ်မဲ့တဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတယ်ဆိုတာသိတာထင်ရှားပါတယ်။ဒီလိုမျိုးစစ်ကောင်စီရဲ့တည်တာထင်ရှားတဲ့စစ်ရာဇဝတ်မှု လူမဆန်မှုတွေကိုနိုင်ငံတကာကထိရောက်တဲ့အရေးယူမှုတွေရှုတ်ချမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်လို့ဒီပိုင်းမြွန်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အချက်ပတ်စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိပထမအကြိမ်အပြစ်ခတ်ရစဲကြောင်းကြေညာခဲ့ပြီးတော့မနေ့ကလည်းဧပြီလ23ရက်နေ့ကနေဧပြီလ30ရက်နေ့အထိရှစ်ရက်တာဒုတိယအကြိမ်အပြစ်ခတ်ရစဲတယ်လို့ထုတ်ပြန်ကြေညာပြီးတဲ့နောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုများကိုထပ်မံကျူးလွန်လာတယ်လို့သိရပါတယ်ဧပြီလအတွင်းမှာပထမအကြိမ် ယာယီအပြစ်ခတ်ရက်ဆဲတဲ့အချိန်ကလည်းစစ်တပ်ကလေကြောင်းတိုက်ခတ်မှုနဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ပြည်သူ160ဦးသေဆုံးခဲ့တယ်လို့ပြုစုထားတဲ့စီးရင်စရာများအရာသိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချွန်ဘူလီမြို့နယ်လေယောင်မှာရှိတဲ့တန်ဆက်ယုံမှာအလုတ်လုတ်ကင်နေကြတဲ့မြန်မာအလုတ်သမား62ဦးကိုဆက်ယုံကကြိုတင်မပြောဘဲနဲ့မတရားအလုတ်ထုတ်လိုက်တာကြောင့်အလုတ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အေပီလာရှိရနေမှာအဲ့ဒီဆက်ယုံကတာဝန်ကျတဲ့မန်နေဂျာကမြန်မာအလုသမားအမျိုးသားနဲ့အမျိုးသမီးစုစုပေါင်း62ဦးကိုအလုထုတ်လိုက်တယ်ဆိုပြီးတော့အလုသမားများကိုလက်မှတ်ရေးထိုးခိုင်းနေတယ်လို့သိရပါဗါးဆက်ယုံမှာရှိတဲ့တထေးကလောက်အားကများကိုဆက်လက်ပြီးတော့မရှင်းပေးနိုင်တော့တဲ့အတွက်ကြောင့်အလုထုတ်လိုက်ခြင်းဖြစ်တယ်လို့အလုသမားများကိုပြောဆိုခဲ့ကြောင်းသိရပါဗါးအခုလက်ရှိအချိန်ထိတော့ညှိနှိုင်းနေတော့မှာပဲကျွန်တော်တို့လည်းဆက်ယုံထဲကိုဝင်ခွင့်ရဖို့စောင့်နေသေးပါဖြစ်စဉ်ကမှန်ပါတယ်တန်ဆက်ယုံဖြစ်တဲ့အတွက်ဆက်ယုံကအမျိုးသားတွေပို့ပြီးတော့များပါတယ် အခုစက်ယုံရှိမှာပါစက်ယုံတာဝန်ရှိသူတွေနဲ့စကားပြောခွင့်ရဖို့စောင့်နေပါတယ်သူတို့ဘက်ကလည်းကျွန်တော်တို့ကိုဝင်ခွင့်ပေးဖို့အတွက်အစစ်အစစ်တင်ပြနေရတယ်လို့သိရတယ်လို့ WAG အဖွဲ့ကကိုမုံတိုင်းကရှင်းပြထားပါတယ်ထိုင်းနိုင်ငံမှာမြန်မာအလို့သမားများဟာအလို့ရှင်များရဲ့အလို့သမားအခွင့်အရေးချိုးဖောက်မှုများကိုကြုံတွေ့နေရတော့လေအကြမ်းဖက်စစ်ကောင်စီရဲ့တန်ယုံကတော့တစုံတရာကူညီမှုမရှိဘဲအခွန်ကောက်ခံရတဲ့ထိုင်းရောက်မြန်မာအလို့သမားများထံကပြင်ပဝင်ငွေများပြည်ရင်းကိုပြန်လည်ပေးဖို့စီစဉ်ရေးကိုသာအဓိကလှုပ်ဆောင်နေတယ်လို့ထိုင်းရောက်မြန်မာအလို့သမားရေးလှုပ်ရှားသူများ ားကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနေဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ